ချစ်တော်တရာရှင်ဓမ္မမိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တွေဖြစ်ပါစေအားလုံးလည်းပဲယနေ့ဘုရားကောင်းကြီးပေးတဲ့နေ့ရက်တွေတစ်ဖက်မှာသင်တို့တခါမှမမြည်ဆန်းဘူးတဲ့ကောင်းကြီးတဲ့ကိုခံစားရပြီးတော့အရောက်တိုင်းဝမ်းမြောက်နိုင်ကြပါစေယခုတခါမှမတွေ့ဘူးမမြည်ဆန်းဘူးသေးတဲ့ပဲနေ့ရက်တွေကိုဘုရားကဆက်လက်ပြီးတော့ပေးနေတာဖြစ်ပါတယ်။ဒါဒီနေ့ရက်တွေမှာလည်းပဲသင်တို့အားလုံးတကယ်ပဲဘုရားရဲ့ထူးကောင်းကြီးကိုခံစားပြီးတော့ဝမ်းမြောက်နိုင်ကြပါစေချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ချစ်တဲ့မိတ်ဆွေကိုပေးသွားခြင်းနဲ့နှုတ်ကပတ်တော်ကတော့အဆက်မပြတ် ရွာသွန်းပေးတော်ကောင်းကြီးเนาะအဆက်မပြတ်ရွာသွန်းပေးနေတော်ကောင်းကြီးအကြောင်းကိုကျွန်တော်လေ့လာကြမယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ဘုရားသခင်ကတော့ရှင်ကျွန်တော်တို့ပေါ်မှာအမြဲတမ်းပဲအဆက်မပြတ်သွန်းလောင်းပေးနေတာကကောင်းကြီးမင်္ဂလာပဲเนาะအဲ့ဒီကောင်းကြီးမင်္ဂလာကကျွန်တော်အားလုံးကရေတွက်ချီးမွမ်းလို့တောင်မှမကုံဆုံးနိုင်ဘူး။ဘာကြောင့်လဲ?နေ့ရက်စင်တိုင်းနိုင်မိနဲ့စက္ကန့်မပြတ်ဖဲနဲ့ဘုရားသခင်ကအဆက်မပြတ်ကျွန်တော်ပေါ်မှာစီစင်းနေတဲ့ရွာသွန်းဖြိုးပေးနေတာက ကောင်းချီးမင်္ဂလာတွေအထက်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 မောမှန်ပြီးတော့ကျွန်တော်ကို ပေးနေတာဖြစ်တယ်။ဒါဒီနေ့ဘုရားကောင်းကြီးနဲ့ထိုက်တန်တဲ့ကျွန်တော်ဘုရားရဲ့သားမီးရောက်တိုင်းကဝမ်းမြောက်နေကြမှာဖြစ်တယ်။ငြိမ်သက်နေကြမှာဖြစ်တယ်။ပျော်ရွှင်နေကြမှာဖြစ်တယ်။ဒါဒီနေ့ဘုရားကောင်းကြီးအထုခံစားရတဲ့ဆိုကျွန်တော်အားလုံးကစိတ်မသာညှိတွားခြင်းလည်းပဲရှိတော့မှာမဟုတ်ဘူး။ကျွန်တော်အားလုံးကအမြဲတမ်းဝမ်းမြောက်နေမှာဖြစ်တယ်။ဒါဆိုရင်ချစ်တဲ့မိစေပေါင်းတို့အဆက်မပြတ်ဘုရားပေးတဲ့ကောင်းကြီးမိုးရွာသွန်းဖြိုးနေတဲ့ခါမှာအဲ့ဒီကောင်းကြီးမိုးကိုအပြည့်အစုံကျွန်တော်ခံစားဖို့ရန်အတွက်အဆက်မပြတ်တကယ်ပဲရရှိပြီးတော့ဝမ်းမြောက်နေဖို့ရန်အတွက်ဘာလုပ်ရမလဲ။နောက်ကပတ်တော်ကိုစင်ကြင်ကြရအောင်။ နောက်ကမတော်ပါတော့ရှင်ဝိပြဝကြခိုင်း26အပိုင်းငယ်3ကနေ6ကိုအတူတကွလေ့လာကြမယ်ဝိပြဝကြခိုင်း26အပိုင်းပိုင်းငယ်3ကနေ6ကိုကြည့်တဲ့အခါမှာတင်တို့ဒီငါထုံးဖွဲ့ရာလမ်းတို့လိုက်၍ငါပညာတို့ကိုစောင့်ရှောက်လျင်အချိန်တန်မှငါသည်တင်တို့အဖို့မိုးရွာစီသည်ဖြင့်မြေသည်မိမိတရံကိုပေး၍ဥယျာဉ်အပင်တို့သည်အတိအကျလိမ့်မယ်နော် ဒါဆိုရင်ဖျားကောင်းကြီးမိုးရွာသွန်းဖြိုးပေးတဲ့အခါမှာကျွန်တော်အားလုံးခံစားတိုက်တဲ့သူဖြစ်ဖို့ရန်အတွက်ပထမဆုံးအဖွင့်ရပါဗျာ။သင်တို့ဒီငါထုံးဖွဲ့တော်လမ်းတို့လိုက်၍ငါပညာတို့ကိုကျင့်ဆောင်လျင်လို့ပြောထားတာဖြစ်တယ်။ဒါဆိုရင်သင်ကောင်းကြီးမိုးရွာသွန်းဖြိုးနေတဲ့ဖျားသခင်ရဲ့ကောင်းကြီးတွေအစမပြတ်ခံစားဖို့ရန်အတွက်အဓိကလောက်ရမယ့်အချက်ဒီတမန်ကျမ်းစာမှာဒီ ဝိပြောကြံခိုင်း26ပိုင်းငယ်3မှာဦးဦးဖြတ်ဖြားပေါ်ပြထားတဲ့ဆိုတာတွေ့ရမယ်။အဲဒီလိုမျိုးကျွန်တော်ကအဲ့ရအသက်တာကရှင်းတမ်းမယ်ဆိုရင်ဖရာသခင်ရဲ့ကောင်းချီးမိုးရွာသွန်းပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဥယင်ကလည်းပဲလုံးဝစိတ်လန်းဆူပြေပြီးတော့တကယ်ပဲအသီးတွေတခါတည်းဖြိုင်ဖြိုင်သေးပြီးတော့တကယ်ပဲကျွန်တော်ရဲ့ဘဝသက်တာမှာပျော်ရွှင်နေရပါဖြစ်ပါတယ်တဲ့နော်။ ။ဒါမကမနဲ့စပါးနင်းနေသောအမှုသည်စပြေတိညက်ရာကာလတိုင်အောင်၎င်းစပြေတိညက်သောအမှုသည်မျိုးစစ်ကျဲရာကာလတိုင်အောင်၎င်းမိသည်ဖြင့်တင်တို့သည်ဝါစာစွာ၍ကိုးပြေ၌ဘေးလွတ်လျက်နေရာကြလိမ့်မည်။တင်တို့ပြေ၌စင်မှုကိုငါငိမ့်စေ၍ချင်းချောင်းတော်သူမရှိပဲတင်တို့သည်အိယာကြလိမ့်မယ်သိုးတော်သားရဲ့တို့ကိုလည်းငါပယ်ရှားမယ်တပြီလုံးသည်ဓာပင်နဲ့ကင်းလို့လိမ့်မယ်ဒါဒီကြမ်းကြက်ကိုဖားလိုက်တဲ့ခါမှာ ဖယားသခင်ရဲ့ကောင်းကြီးအထူးထူးကောင်းကြီးတွေကိုကျွန်တော်ကတွေ့နေရတာဖြစ်တယ်။ဖယားသခင်ကကျွန်တော်ကိုဘလောက်တောင်မှကွဲကာပေးမယ်လဲဘလောက်တောင်မှစောက်ရှောက်ပေးမလဲဘလောက်တောင်မှကျွန်တော်ပေါ်မှာဂရုစိုက်မလဲဆိုတာကိုဒီကြမ်းကြက်ကတအအတိလင်းကျွန်တော်ကိုဖော်ကျူပေးထားတာဖြစ်တယ်။ဒါဖယားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်။ဖယားရဲ့ကတိတော်တွေဖြစ်တယ်။ဖယားကကျွန်တော်ကိုတကယ်စောက်ရှောက်မယ်ဆိုတာကာကွယ်မယ်ဆိုတာကျွန်တော်ကတို့ရှေ့ယုံကြည်ဖို့ရတဲ့ဖြစ်တယ်။ဒါဆိုချစ်တဲ့မိတ်ဆွေပေါင်းတို့ဖယားကောင်းကြီး အထုခံစားဖို့ကောင်းကြီးမို့လုံးဝသွန်းလောင်းဖြိုးပေးတဲ့ခါမှာကျွန်တော်အားလုံးကခံအပ်တဲ့သူတွေဖြစ်ဖို့ရတယ်ဘာလို့ရမလဲကျွန်တော်ကဖရားရဲ့အလိုတော်တိုင်း lifestyle အသက်ရှင်ဖို့ဖြစ်တယ်ဖရားသခင်ကဘာလို့လဲဆိုပညတ်တော်တို့ကိုကျင့်ဆောင်လျင်လို့ပြောတယ်ဖရားသခင်ရဲ့အလိုတော်တိုင်းအသက်တာကိုရှင်းတမ်းမယ်ဆိုရင်ကျွန်တော်ရရှိမယ်ကောင်းကြီးမင်္ဂလာတွေကအဆက်မပြတ်ပါပဲเนาะအဆက်မပြတ်ရရှိခံစားရမှာဖြစ်တယ် ကျွန်တော်တို့အသီးနှံတွေဝေစားမယ်ကျွန်တော်လှုပ်တဲ့မြအရာအားလုံးအောင်မြင်တယ်ကျွန်တော်စွမ်းဆောင်လေးတဲ့မြစီးပွားရေးစားအောင်မြင်မယ်တိုးတက်မယ်တိုးတက်ပြီးတော့ကျွန်တော်မှတို့ရှင်အစာရေးစားငတ်မို့ပြီးတော့အစာရေးစားပြတ်လတ်သွားတယ်ဆိုတာမရှိဘူးအမြဲတမ်းတသွင်သွင်စီးဆင်းလာတဲ့ဘုရားရဲ့ကောင်းချီးတွေကအမျိုးမျိုးနဲ့ခံစားရတဲ့အခါမှာကျွန်တော်ကပြည့်စုံကုန်လွန်မှုကို အပြည့်ဝခံစားရမယ်ဒီမှာတမန်ချမ်းစာထဲမှာပြောလဲဆိုတော့စဘာနင်းနေသောအမှုတည်စပြည့်တည်ညက်ရာကာလတိုင်အောင်၎င်းတဲ့စပြည့်တည်ညက်ရာမြင့်သောအမှုတည်မျိုးစစ်ကျဲရာကာလတိုင်အောင်၎င်းမိသည်ဖြင့်เนาะအချင်းရာတည်တခုပြီးတခု တရက်ပြီးတရက်တစ်နှစ်ပြီးတစ်နှစ်တိုင်အောင်လုံးဝအချိန်မီเนาะဘယ်တော့မှပြတ်လတ်သွားတယ်ဆိုတာမရှိဘူးယခုဒီမှာဆိုရှင်ပေါ်ကျွယ်သွားတဲ့အချိန်ကနေပါဆိုရှင်နောင်ရှားပါတဲ့အချိန်ဒီတိုင်အောင်လည်းပဲကျွန်တော်က ပြည့်စုံနေမှာဖြစ်တယ်ဒါကြောင့်ဖရာသခင်ကောင်းကြီးကဘယ်တော့မှပြက်လက်သွားလဲဆိုတာမရှိဘူးကျွန်တော်တို့ပုံမှန်ဆိုရှင်အစင်မပြတ်စီစဉ်ပေးနေမယ်ဆိုတာကိုဖရာရဲ့ကလေးတော်ဖြစ်တယ်ဒါမှမကမနဲ့ကျွန်တော်ကတော့ရှင်အသက်တာမှာနေရထိုင်ရအတွက်လည်းပူစရာမလိုဘူးကျွန်တော်ကာကွယ်ပေးမှာကဖရာလေဖရာကကျွန်တော်ကိုကာကွယ်ပေးတဲ့ခါမှာကျွန်တော်အတွက်တကယ်ပဲဘေးကင်းလုံခြုံမှာဖြစ်ပါတယ်ကောင်းကောင်းအိပ်ရမယ်ကောင်းကောင်းစားရမှာဖြစ်တယ် အဲ့တခါမှလည်းဖခင်ကကာကွယ်ပေးမယ်မကောင်းတဲ့ဒီဒိဋ္ဌာယုံတွေဖြစ်တဲ့သာရမဏေရဲ့စုံစမ်းခြင်းတွေနှောက်ရှက်မှုတွေတားရဲရဲ့နှောက်ရှက်မှုတွေဒါတွေလည်းပဲမခံစားရဘူးဘာကြောင့်လဲကျွန်တော်ကာကွယ်ပေးနေတာကဖခင်ဖခင်သခင်ရဲ့ကွယ်ကာရဌာနတော်အောက်မှာကျွန်တော်အားလုံးကဘေးကင်းခြင်းလုံခြုံခြင်းတကယ်ပဲစိတ်ချလက်ချနဲ့နေထိုင်နိုင်ခြင်းအပြည့်အဝခံစားရမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာလို့ရှိရင်နာခံခြင်းအထူးရှိဖို့ရန်အတွက်အလွန်မှပဲရည်ကြည့်တယ်နာခံခြင်း အထူးရှိပြီးတော့နာခံခြင်းအတွက်ရရှိမှာကကောင်းချီးမင်္ဂလာတွေဖြစ်တယ်။နာခံခြင်းအတွက်ကျွန်တော်အားလုံးခံစားရရမယ့်ကောင်းချီးမင်္ဂလာတွေကမရင်မတွက်နိုင်ဘူး။ဒါဆိုကျွန်တော်ရသက်တာမှာလို့ရှိရင်ဖခင်ရဲ့အလိုတော်သို့လှောက်ပြီးတော့ဖခင်ရဲ့စကားကိုနားထောင်ခြင်းအပြင်ဖခင်ရဲ့ကောင်းချီးမိုးအဆက်မပြတ်သွန်လောင်းဖြိုးပေးတဲ့အခါမှာ 赚我面不要说，叫侬啊，两个啊，别话少呢说，看啥呀嘛便宜的着，伢呢，皮鞋也六六单，不得那个现代美了，皮鞋都看过，面那么高时尚型几比了，皮鞋别的手机都刚起名了呢，太等呢，皮鞋倒是面面偏实用，百块钱、两块钱、表十钱、万秒钱、A 表钱、三万钱啥的也别，这手机都刚起名了呢，别话看啥呀。 ရကြတဲ့ဘုရားသခင်ရောက်တိုင်းဖြစ်ကြပါစေလို့ဆုတောင်းဆန္ဒပြုနေဒီကုန်းချုပ်လိုက်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပေါ်ဖရာအထူးကောင်းကြီးချပါပါစေ